ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီအဲဒီရေနဲ့ပေါ့နော်ရေနဲ့ကျွန်တော်တို့ဒီစကူလေးတွေကိုအသုံးပြုပြီးတော့ဒီ hydrogen generator ကိုလက်တွေပြုလုပ်ထင်းနေလက်တွေထုတ်လုပ်နေလေးကိုတင်ဆက်ပေးသမှပဲဖြစ်ပါတယ်အဲကျောင်းရဲ့ဒီဗီဒီယိုလေးကိုဆိုလို့ရှိရင်တော့ကျွန်တော်တို့တိတ်ပံနီးအရာပေါ့နော် ကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်လည်းအသုံးဝင်နိုင်ပါတယ် ဒါမှဆိုလို့ရှိရင်ဒါကအဲဒီ hydrogen generator လေးပေါ့နော်ဒီကောင်ကနေကျွန်တော်ဒီမှာ ထွက်နေတာလေးရဲ့မီးသားလေးပေါ့ကျွန်တော်ဒီမှာစမ်းပြရတယ်ပေါ့နော်ခဲကောက်ကလေးခဲလေးတွေပျော်ကြွားသွားတာပေါ့နော်ဒါကတော့တွဲဖို့ဘက်ထရီနဲ့တိုက်ရိုက်ကြည့်ပြီးတော့စမ်းနေတာပေါ့နော်အဲ့တော့အဲ့တော့ရင်းစိုးလိုအပ်တဲ့ပစ္စည်းလေးတွေကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဖန်ပလင်းလေးပေါ့နော်ဒီအဲ အဲပြီးသွားရင်တော့ဒီမှာကျွန်တော်တို့ဒီ PPC ပြားလေးပေါ့နော် PPC ပြားရှိလေးရတယ်ဒီမှာမဟုတ်လို့ရှိရင်လည်းတက်တာပြားလေးကိုတုံးမယ်ဆိုလည်းတုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ PPC ပြားလေးကိုဒီမှာနှစ်ပြားချိုးလိုက်မယ်ပေါ့နော် မှာပေါ့နော်ဒါကတော့နောက်ထပ်တပြားကိုထပ်ပြီးတော့ကျော်ဒီမှာချိုးနေဟာကောင်းလေးချိုးပြီးသားပြီဆိုရင်တော့ကျွန်တော်ထိတ်နှစ်ဖက်ကိုပေါ့နော်အကုန်လုံးမကတ်ပါဘူးထိတ်နှစ်ဖက်ကိုကျွန်တော်ဒီကော်လေးနဲ့လိုက်ပြီးတော့ကတ်လိုက်မယ်ပေါ့နော်ဖိုင်ဘတူလေးနဲ့ကတ်လိုက်ရတယ်ကျွန်တော်ဒဘယ်တိတ်အပားလေးရှိနေတယ်ဒဘယ်တိတ်အပားလေးနဲ့နှစ်ထပ်ကတ်လိုက်လည်းရတယ်ပေါ့နော်အဲ့ပြီးတော့ရင်တော့ဒီမှာကျွန်တော်မာကင်လေးတွေမှတ်တယ်ပေါ့နော်ကိုလိုချင်တဲ့နေရာကနေမှတ်ပြီးတော့ကျွန်တော်လုပ်လို့ရတယ် အဲပြီးသားရင်တော့ကျွန်တော်ဒီမှာအပူလေးပေးပြီးပေါ့နော်အပေါက်ကလေးတွေအဲတသေးလေးတွေဖြစ်တော့လိုက်ပြီးလုလုပ်တယ်ပြီးသားရင်တော့ဒီမှာကျွန်တော်ဖောက်ဆူးလေးကိုတုံးပြီးတော့ပေါ့နော်လိုက်ပြီးတော့ဖောက်တယ်အပေါက်ကလေးတွေ အဲ့တော့ဒီအပေါက်လေးတွေမှာဆိုရင်နည်းနည်းလေးကျဲနေတဲ့အတွက်အလယ်မှာကျွန်နောက်ထပ်စကူလိုင်းတစ်လိုင်းထပ်ထည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့စိတ်စိတ်ကလေးတွေဖြစ်သွားမယ် အဲပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအပေါက်တစ်ပေါက်ကြော်စီမှာပေါ့နော်ကြော်စကူတစ်ဖက်ချင်းစုပ်သွားမယ်ပေါ့နော်ဒါတော့မိမိကြိုက်တဲ့စကူကိုတုံးလို့ရပါတယ်ကျွန်တော်ကဒီမှာစကူလေးတွေကိုဒီတုံးထားတယ်ပေါ့နော်ပေါက်ကလေးတွေတစ်ပေါက်ကြော်စီမှာပေါ့နော်ကျွန်တော်လိုက်ပြီးတော့အဲဒီလိုနှစ်ခုလှုပ်လိုက်တယ်အပြီးသားရင်တော့ဒီမှာ အလယ်နဲ့မှာပေါ့နော်ကျော်ဒီကောင်လေးတွေကိုစုံပြီးတော့ဆက်လိုက်တဲ့အပေါ်နဲ့ပါပေါ့နော်ဒီစကူကတစ်ခုနဲ့တစ်ခုကတော့ထိနေစရာမလိုအပ်ပါဘူးနော်ထိနေလို့မရပါဘူးနော်နည်းနည်းလေးအစွန်းထွက်ယုံလေးတော့ပဲကျွန်တော်ထုတ်တယ် ဲ့တော့ဒီလိုလေးတွေရမယ်ဘုနော်ဒီမှာဆိုရင်စကူခေါင်းလေးတွေကမထီဘူးအဲ့တော့ကျွန်ခေါင်းလေးတွေရှိတဲ့ဘက်အချမ်းကိုပဲကျွန်တော်တို့ဒီမှာကောဘက်လေးတွေနဲ့လိုက်ပြီးတော့စားမယ်ဘုနော်ဒါမှဒီကောင်ကိုခဲတို့လို့ရမှာပေါ့နော်အဲ့တော့မှခဲတို့လို့ရအောင်လို့ကြော်ဒီကောင်လေးကိုကောဘက်လေးနဲ့လိုက်ပြီးတော့ပို့လိုက်တယ် ှာပေါ့နော်ဒါဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးကိုကြော်ပို့လို့ပြီးပြီပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဆင်မှာကြော်တစ်ဖက်ချင်းစီကိုပေါ့နော်ခေါင်းလေးတွေကိုပဲဒီတန်းခဲလေးတွေလိုက်တို့မယ်မှာပေါ့နော်တစ်ဖက်လေးတို့ပြီးသွားပြီပြီးရင်နောက်ထပ်တစ်ဖက်ကိုထပ်ပြီးတော့တို့မယ်ပေါ့နော် တိုးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တစ်ဖက်ကိုဝါယာတစ်စားစီနဲ့ပေါ့နော်လိုက်ပြီးတော့အဲခေါင်းနေရာလေးတွေကိုပဲပေါ့နော်တပင်ဂျုံမှာလိုက်ပြီးတော့ကျွန်တော်တို့ဒီဝါယာစားလေးနဲ့ခဲလိုက်ပြီးတော့တွေးမယ်ပေါ့နော်အဲ့နေရာမှာဒီထွက်နေတဲ့ဟိုဘက်ကစူကောင်းလေးပေါ့နော်အဲ့ကောင်းလေးနဲ့မထီအောင်တော့ကျတို့သတိထားပြီးပေါ့နော်ထီလို့မရပါဘူးအဲ့ကောင်းလေးနဲ့ ပြီးသားပြီဆိုရင်လည်းနောက်ထပ်တစ်ဖက်ကိုလည်းကျွန်အိမ်ဒီအတိုင်းပဲပေါ့နော်ခေါင်းလေးတွေကိုပဲလိုက်ပြီးတော့ခဲတူမယ်စူးထိတ်ကလေးတွေတော့ထီလို့မရပါဘူးနော်ဒီကောင်တော့ကြေးကြေးဝိုင်ရအစာလေးကိုတုံးထားတယ် ဝါယာကျိုးနဲ့တုံးမယ်ဆိုလည်းရတယ်ဗောနော်ကျွန်တော်တို့မှာပို့ပြီးတော့အမ်ပီယာကောင်းအောင်လို့ကျွန်တော်တို့မှာခြေကျိုးအကြီးကိုတခါလေးတုံးထားရတယ်ဗောနော်ဒါဆိုလို့ရှိရင်တော့ဝါယာနှစ်ဆရပါမယ်ပေါ့နော်အမှာတို့တို့အပေါင်းနဲ့အနှုံနဲ့ဆိုပြီးတော့ယူမယ်အဲ့တော့အရင်ဦးဆုံးဒီမှာပေါ့နော်တလိုင်းကြော်စီမှာထိလားမထိဘူးလားဆက်သွက်ချက်ပြတ်နေလားဒါမှမဟုတ်ရင်တို့တို့ဒီဝါယာ ဟိုဘက်တချောင်းနဲ့ဒီဘက်တချောင်းပူးနေလားဆိုတာလေးလိုက်ဆမ်းမယ်။အားပြီးသွားရင်တော့ဒီမှာအပေါက်ကလေးနှစ်ပေါက်ဖောက်မယ်ပေါ့နော်။ဒီကောင်းကိုတော့ကျွန်တော်တို့ဘက်ထရီအပေါင်းနဲ့အနှုတ်သွားဖို့အတွက်ကိုဒီမှာပေါက်ကလေးတွေဖောက်တာပေါ့နော်။ဒီမှာကျွန်တော်ကဒီမှာစကူတလုံးစာပေါ့နော်။အပေါက်ကလေးဖောက်လိုက်တယ်။ဖောက်ပြီးပြီဆိုရင်ဒီမှာစကူလေးနဲ့စုံတယ်ပေါ့နော်။

ဒီစကူဆွဲမဲ့အပောက်ကလေးနဲ့ဒီစကူနဲ့ကွက်တီကြာနေဖို့လိုတယ်ပေါ့နော်ဒါမှလေမထွက်မှာပေါ့နော်အဲ့ဘီဘီဆိုရင်တော့အကျော်အပေါ်ကနေထပ်ပြီးတော့စကူလေးနဲ့စုပ်ပေးဖို့လိုတယ်တင်းတင်းလေးပေါ့နော် အပြင်နော်ဟိုဘက်ကပလင်ရလေးနဲ့ကြိုက်ပြီးတော့ကျွန်တော်ဒီမှာစကူလေးကိုတင်းတင်းဆွဲပြီးမယ်ပေါ့နော်အပြီးတော့ရင်နော်ဒီဘေးလေးမှာပေါ့နော် ဒီ hydrogen gas ထွက်ဖို့အတွက်ကျွန်တော်တို့အပေါက်ကလေးအပေါက်တစ်ပေါက်ဖောက်ပေးဖို့လိုတယ်ပေါ့နော်အဲကောင်ကိုတော့ကျွန်တော်တို့ glucose pipe အသေးလေးကိုပဲကျွန်တော်တုံးထားတယ်ဂလူကိုချိန်ရင်တုံးတယ်ပေါ့နော်ပိုင်အသေးလေးပေါ့နော် တ်ပြီးရင်ဒီအတွင်းထဲကိုလည်းလိုက်ပြီးတော့ကျွန်တော်အပူကော်လေးနဲ့ပေါ့နော်လိုက်ပြီးတော့ကပ်ပေးဖို့လိုတယ်ဒါမှကျွန်တော်ဒီကောင်ကအဲဒီကပ်ကမထွက်မှာပေါ့နော်လုံအောင်လို့လိုက်ပြီးတော့ပိတ်ထားပေးဖို့လိုအပ်ပါတယ် ပြီးနော်ခုနကတော့ကျွန်တော်ဒီပလင်းနေဘူးနော်ကျွန်တော်ဒီကောင်သုံးမယ်ပလင်းနေဘူးကျွန်တော်ဒီမှာရေအပြည့်ဖြည့်ပေးဖို့လိုတယ်ပေါ့နော်ဖြည့်ပြီးသားပြီဆိုရင်တော့စားသုံးလီစုံလာပေါ့နော်နည်းနည်းလေးထည့်လိုက်မယ်ကျွန်တော်ဒီကောင်ကိုတော့ဒီ coffee zone လေးနဲ့ပဲထည့်မယ်ပေါ့နော်အပီဒါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအပေါ်ကနေဒီအဖုံလေးကိုတေချာကြက်ပေးမယ်ပေါ့နော် ဖုံးလုံးလေးကိုလိုအပ်ပါတယ်ဒါမှဂံမထွက်မှာပေါ့နော်မှာပေါ့နော်အဲ့ဒါပြီးသွားရင်တော့ကျော်အပေါ်ကနေထွက်လာမဲ့ပိုက်ကိုဒီမှာဒီဂတ်ကိုလက်ခံပေးမယ်ပေါ့နော်ဒါတိုင်းမသွားအောင်လို့ကျော်ဒီမှာရေခံထားတဲ့ဘူးလေးနဲ့ပေါ့နော်အဲဒီဘူးလေးရဲ့အလဲလောက်ကို ကျော်ဒီမှာပိုက်ကလေးနဲ့ဆွတ်ထားမယ်ပြီးရင်ဒီမှာအပေါ်ကနေပေါ့နော်ဒီမှာပိုက်တီးတန်းတစ်ချောင်းထွက်မယ် ဒါမှအောက်ကနေတက်လာမဲ့ပစူပေါင်းကိုအပေါ်ကနေဂတ်အနေနဲ့တုံးလို့ရမှာပေါ့နော်။နှမဆိုလို့ရှိရင်ဒီပလင်းတွေကိုဂတ်ကတိုက်ရိုက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဘက်ကမီးချစ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပလင်းကပောက်ကွဲသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့အောက်မှာပေါင်းခံပေးဖို့အတွက်ကျွန်တော်တို့ရေခံထားပေးဖို့လိုတယ်ပေါ့နော်ဒီဘက်ကနေဒီဖန်ပလင်းကနေလာတဲ့ပိုက်ရဲ့အပေါ်နာလေးအထိပေါ့နော်ရေကိုထည့်ထားပေးပါဟိုဘက်မှာက ။ဒါပြီးသွားပြီဆိုရင်တော့အပေါ်မှာကျတို့အပေါင်းနဲ့အနှုတ်ပေါ့နော်ဝါယာနဲ့စထုတ်လိုက်မယ်။ဒီကောင်းကိုတော့ကျတို့အမ်ပီယာတောင်းတဲ့ဝါယာအကျိုးလေးတွေကိုတုံးပေးတင်တယ်ပေါ့နော်။အပြင်ဒီမှာအနှုတ်ကိုကျွေးလိုက်တယ် ပြီးရင်တော့ဒီဘက်မှာကျွန်တော်အပေါင်းကိုတက်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာပဇူပေါင်းမြုံလေးကြီးထားလာပြီပေါ့နော်ပဇူပေါင်းလေးတွေတက်လာပြီဒါကဟိုက်ဒရိုဂျင်ကပ်ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဒီခေါင်းကဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာတန်ခေါင်းတိတိလေးကိုတုံထားတယ်ပေါ့နော်ဒါမှလည်းကျွန်တော်ဟိုဘက်ကိုပြန်ပြီးတော့မီးမကူမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်မီးမီးရောတောင်းနေတယ်ကျွန်တော်မမြင်အောင်ဖြစ်နေပေါ့နော်ဒီမှာဆိုလို့ရှိရင် ကောင်လေးကိုမီးရှို့တဲ့ခါမှလည်းလောင်နေပေါ့နော်ဒီမှာမီးစာလေးကတော်တော်လေးကိုသေးပြီးတော့မှုံနေရဖြစ်တဲ့အတွက်မမြင်ရအောင်ပေါ့နော်အပေါ်ကနေမီးထွန်းထားတဲ့အတွက်လည်းနည်းနည်းလေးအလင်းပြန်နေတဲ့အတွက်မမြင်ရတာလည်းဖြစ်ပါတယ် ဲ့တော့ဒီမီးစာလေးကိုမြင်လို့တော့ဒီတော့ဒီအခန်းလေးကိုပေါ့နော်အမှောင်လေးခြားလိုက်မယ်ခြားပြီးပြီဆိုရင်ဒီမှာကျွန်တော်မီးကြက်လေးနဲ့ထိတ်ကိုတေးလိုက်ပြီပေါ့နော်ဒါဆိုလို့ရှိရင်မီးပွားရေးရေးလေးမြင်နေရတယ်ပေါ့နော်ဂတ်ကနည်းနည်းထွက်တာနည်းတဲ့အတွက်လည်းဖြစ်ပါတယ်ကျွန်တော်ဒီထက်ပုံပြီးတော့ဂတ်ထွက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုလိုလုပ်တဲ့နီလန်တိုင်းကိုပဲကျွန်တော်အပြိုင်ပေါ့နော်နောက်ထပ်တစ်ခုထပ်ပြီးတော့လုပ်ပြီးတော့နှစ်ခုပေါ့နော်ဒါဆိုလို့ရှိရင် အဲပို့ပြီးတော့ထွက်ကောင်းပါလိမ့်မယ်မားတော့ကျွန်တော်တို့မီးထွက်လေးနည်းနည်းလေးနဲတယ်ပေါ့နော်မမီလေးတော့ရေးရေးလေးထွက်နေပေါ့နော် မှာဗောနော်ကျော်ခဲချောင်းနဲ့တူကြည့်ရဲ့အခါမှာဆိုလို့ရှိရင်လည်းခဲချောင်းပျော်ကြတာကိုမြင်ရမှာဗောနော်အဲ့တော့ဒီကောင်လေးကိုမြင်အောင်ကျော်မီလီခဏဖွင့်လိုက်မှာဗောနော်ဒီအဲ့တော့မှာဆိုလို့ရှိရင်မီဖွင့်ပြီးပါပြီမှာဗောနော်မီမီစာလေးကိုတော့မမြင်အောင်ဒါပေမဲ့ဒီမှာခဲကိုထိမ့်မှတီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ခဲလုံးလေးကလုံးပြီးတော့ပျော်ကြပါဗောနော် တော့ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါမယ်နော်နောက်တစ်နောက်တစ်ဗီဒီယိုဒီမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်